အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီနေ့ကနေပြီးစုမောင်းအောင်တောင်းပေးလိုက်ရပါတယ်။အဲ့လက်ရှိမှာဒီနေ့မှာခင်ဗျားတို့စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုနည်းနည်းလေးပြပြမယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဘာပေါ်မှာဒါကျွန်တော်တို့လက်ရှိဒါဘောလုံးသင်းဘောလုံးကွင်းနေရှိတယ်။ဘောလုံးကွင်းတွေပေါ်မှာဒါကျွန်တော်တို့ဘောလုံးကွင်းမှာမူတည်ပြီးဒါကျွန်တော်တို့ယုံဝင်ဝဲပေါ့ယုံဝင်ကွင်းယုံ ဒါကျွန်တော်တို့ဘောလုံးကွင်းဝင်ကြည့်တဲ့ဒါကျွန်တော်တို့အဲပတ်စံဆိုရှိအဲ့ဒီပတ်စံကဘလောက်ထိတစ်နှစ်တစ်နှစ်မှာဒါအဓိကပေါ်ဝင်ပတ်သက်လဲဆိုတော့ဒါကျွန်တော်အသင်းတစ်သင်းရဲ့ဒါကျွန်တော်တို့ပတ်စံတည်းရဲ့အများကြီးပါဝယ်ဒါပေမဲ့ခုနပေါ်တဲ့ရီရတာပြပြမယ်အဲ့ဒီဘောလုံးအသင်းပွဲတည်းရဲ့ဒါကျွန်တော်တို့ ဝင်ငွေကဒါနိုင်ငံ GDP ပေါ်မှာတော့ impact ရှိတယ်ဆိုတဲ့သတင်းထုတ်လာ။ဥပမာလက်ရှိမှာဒါ example ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဘောလုံးပွဲရှိတဲ့နေ့ဆိုရင်ဒါကျွန်တော်တို့အင်္ဂလန်နိုင်ငံကလူတွေတော်တော်များများကဒါကျွန်တော်တို့အင်္ဂလန်အစိုးရကိုယ်တိုင်ကဒါနဲ့ပတ်သက်ပြီးဒါကျွန်တော်အကြီးအကျယ်လုပ်ပေးလိမ့်ရှိပါဘူး။သူတို့ရဲ့ဒါကျွန်တော်တို့ GDP ရဲ့ percentage တစ်ခုတောင်ရှိတဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော်တို့တို့နေမှာဘောလုံးပွဲရှိပြီဆိုရင်ဒါကျွန်တော်ပါရီပပ်ပြီးမှလာလူစီရဲအဲ့တော့အခွန်များများရတယ်ပြီးတော့ကျွန်တော်တို့ public transportation ဒါကျွန်တော်လက်ရှိအာ အများသုံးတာကျွန်တော်တို့ဟိုဗာလေ public transportation မှာလို့ခေါ်လဲကျွန်တော်တို့အများအများစီးရတာအများသုံးစီးရတဲ့ရင်းဒီပိုင်းအများသုံးတဲ့အတွက်ကြောင့်မဒါပတ်စံတွေများရအဲ့တော့တော့ကျွန်တော်သူများနိုင်ငံမှာဘောလုံးပွဲဆိုတော့အင်မတန်မှတန်ဖိုးထားတယ်။ဘာကြောင့်လဲဆိုတော့ဒါသူတို့ match d revenue ကအင်မတန်မှကြီးလို့နိုင်ငံရဲ့ဒါကျွန်တော်တို့ tax မှာလည်းအဲ့ညမှာ impact အရန်ကြီးရဆိုပြီးသတ်မှတ်ထားရတယ်မှာပါအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းပြောကြည့်တယ်လက်ရှိမှာ top 20ဒါကျွန်တော်လက်ရှိ match day revenue ပေါ့နော်ကျွန်တော်တို့ဒါနှစ်ကဒါကျွန်တော်ဘယ်အသင်းကဒါကျွန်တော်တို့အဲကွင်းထဲဝင်လာပြိတ်သက်အများဆုံးဒါကျွန်တော်ပြိတ်သက်အများဆုံးဝင်လာတော့မဟုတ်ဘူးဒါပြိတ်သက်စီကနေပြီးတော့ဒါကျွန်တော်တို့လက်မှတ်အဲ့ပေါ့လက်မှတ်ဖို့အများလက်မှတ်ဖို့အများဆုံးရတယ်ဒါအသင်းပေါ့နော်ဒါဘာလို့လဲလို့ပြိတ္တနဲ့ရှင်လို့မရဆိုတော့လည်းရှင်းပြမယ်အဲ့တော့နံပါတ်20မှာဒါကျွန်တော်တို့ Olympic Lion ပေါ့နော် Lion အသင်းကဒါကျွန်တော်တို့ တစ်နှစ်ကိုဒါကျွန်တော်တို့ယူရိုတန်း40ရပြီးတော့ဒါလက်ရှိတိရတော့ကိုပြောရမယ်ဆိုလိုင်ယွန်ကဒါနံပါတ်20နေမှာဒါကျွန်တော်တို့ဟိုလက်မှတ်ရောင်းချတဲ့ပတ်စံတဲ့လူဒါကျွန်တော်ကွင်းရဲ့လက်မှတ်ရောင်းချတဲ့ဒါကျွန်တော်တို့တန်း40ရထားတာတွေ့ရမယ်နံပါတ်19နေမှာ Aston Villa အသင်း Aston Villa အသင်းက42တန်းနဲ့ဒါကျွန်တော်ရရှိထားခဲ့ပြီမနစ်က Aston Villa က Champion League ကွင်းဝင်ခြင်းရအဲ့ပေါ့ကွင်းဝင်ခြင်းအေး ကွင်းဝင်ကြီးကိုချန်ပီယံလိကွင်းဝင်ကြီးရရှိထားတဲ့ကြောင့်မလက်ရှိမှာလိုင်ယွန်တို့ဘောက်တဲ့မြင့်တက်တွေတော့တွေ့ရမယ်။ဒါ52တန်းရရှိထားခဲ့တာကိုတွေ့ရမယ်။ဒီနေရာမှာဒါခုနပြောသူပဲဒါနည်းနည်းလေးဆက်ပြီးနာခုနပြောနံပါတ်18ကိုမတက်ခင်မှာနည်းနည်းရှင်းပြချင်တာဝင်ကြီးတဲ့လူနှုံနဲ့မဆိုင်ဘူး။တချို့နေရာမှာဒါကျွန်တော်ကွင်းကသေးပေမဲ့ဒါကျွန်တော်တို့လက်ရှိမှာလက်မှတ်ခစည်းကြီးရတဲ့ကြောင့်မို့ကွင်းဒါကျွန်တော်တို့ဒီလက်မှတ်ကွင်းဝင်ကြီးကပို့ပြီးသူများထပ်ပုံများနဲ့တွေ့ရမယ်။ဒါကျွန်တော်ပြင်နည်းနည်းထပ်ပြီးပြောပြအောင်မယ်။နံပါတ်19နေရာမှာ Aston Villa နဲ့52 52တန်းနဲ့ Euro 52တန်းနဲ့နံပါတ်19နေရာမှာရက်တည်နေတယ်။နံပါတ်18နေရာမှာကျွန်တော်တို့ဒါ Euro 45တန်းနဲ့ Newcastle United ကယက်တည်နေတာကိုတွေ့ရမယ်။ဘယ်နံပါတ်18နေရာမှာ West Ham United က Euro တန်း90နဲ့ယက်တည်နေတာတွေ့ရမယ်။ဥမာဒီနေရာမှာဆိုရင် West Ham United ဆိုရင်ဒါတိတလောက်ကိုပြောရမယ်ဆိုရင်တို့အနေနဲ့ဒါဒီ Queen ကတို့ကိုပိုင်မဟုတ်ဘူး။ဒါတို့အနေနဲ့အဲ့ Queen က London Stadium က Queen ငှားထားတယ်လို့သိရတယ်မှာပါတယ်။ဒါ David Sullivan အနေနဲ့ဒါကြောင့်လက်ရှိမှာပြိတိုက်နေအခုချိန်ဒီခွာပြင်းတဲ့ကိစ္စဒီကိစ္စပဲ။ကိုပိုင် Queen တော်မှုပဲသူများ Queen ကိုဒါကျွန်တော်ဘယင်မာကြီးဒါကျွန်တော်ဒါ England ဆိုရပိုင်တဲ့ Queen ကိုဒါကျွန်တော်နှစ်ဘောလုံးကံဖို့အတွက်ဒါကျွန်တော်နှစ်ဘဏ္ဍာနှစ်ဆိုပြီးငှားထားခဲ့တယ်လို့သိရတော့မှာ။ကိုပိုင် SM ဖြစ်တဲ့ကြောင့်မို့ဒါလက်ရှိမှာ West Ham United အသင်းကလည်းအသင်းကိုရောင်းပြီးဆိုရင်တော့မှသူတို့နဲ့ SSC ရအရန်နေတဲ့ကြောင့်ဒါပြည်သက်တွေနဲ့အခုလက်ရှိမှာ David Sullivan နဲ့ဆက်ပတ်တာတက်နေတဲ့ကိစ္စတွေကတခုလို့နည်းနည်းလေးရှင်းပြကြရအောင်เนาะနံပါတ်16က Marseille ဒါကျွန်တော်တို့တစ်နှစ်ဒါကွင်းဝင်ကြီးကိုဒါ Euro 55တန်းရတယ်နံပါတ်15နေရာမှာ Juventus ဒါ Euro 360နဲ့တွေ့ရအဲ့တော့နံပါတ်14နေရာမှာ Borussia Dortmund ဒါ Euro 65တန်းရရှိတာဖြစ်တယ်ဒီနေရာမှာဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ခေါင်းတဲ့ချက်တစ်ခုဒီနေရာမှာပြပြမယ် Borussia Dortmund နဲ့ဒါမနစ်ကဒါနှစ်တိုင်းလို့လို့ပေါ့เนาะဒါ Borussia Dortmund မှာဒါကျွန်တော်တို့ ကွင်းဥရာကျွန်တော်ရုံးကွင်းဝင်လာတဲ့လူအကြီးတွေကအင်မတန်မှများတယ်ဒါလက်ရှိမှာဘယ်လောက်တိအောင်ဖြစ်လဲဆိုတော့ဒါမနစ်ကတော့ကျွန်တော်တို့တရာဒီလုံးမှာဒါကျွန်တော်တို့ဘရူရှာဒေါ်မွန်ကလူဝင်အများဆုံးတော့ဒါကျွန်တော်ဘောလုံးကွင်းနေတတ်မှတ်ခဲ့တယ်ဒါ1.9 million ဒါလူဦးရေဝင်ပြီလာကြည့်တယ်ပြီးတော့ဒါကျွန်တော်တို့ average league attendance ကဒါကျွန်တော်တပွဲပြန်ပြန်က10,000လေးရှိခဲ့လို့သိရတဲ့မှာပါတယ်အဲ့တော့ ြောချင်တာကဒါတိတိလောက်ကိုပြောချင်တာဗောနော်တိတိလောက်ကိုပြောရမယ်ဆိုရင်တော့ဒါဘိုရီရှာတော်မွန်ကဒါကျွန်တော်တို့ပြိတက်ဦးရဲ့အများဆုံးမိနစ်ကကြည့်ရဒါပေမဲ့ဘာလို့နံပါတ်16မှာရောက်နေတယ်အဓိကကဒါကျွန်တော်ဘိုရီရှာတော်မွန်နဲ့သူတို့ရဲ့ပြိတက်တွေကိုသူတို့လက်မှတ်ခကိုတော်တော်လေးကိုဒါကျွန်တော်တို့မတိုးကောက်ပေးနေတာလူတိုင်းလာကြည့်နိုင်မယ်ဆိုတဲ့ဥစ္စာမျိုးတော့အဲ့တော့ပြောချင်တာပြောရှင်းနေတယ်ဘာကြောင့်မို့ဒါကျွန်တော်တို့ခုနကပြောကျွန်တော်မုံလုံးဆက်ကုတ်ကတ်လို့ပြန်သွားတာပဲဒါကျွန်တော်ဘာလို့ဘာကြောင့်မို့လူဝင်ရမ်းများရလဲလက်မှတ်ခဈေးသက်သာလက်မှတ်ခဈေးသက်သာလူဝင်များတယ်ပတ်စံရတော့ခုနကပြောဆိုသူများထမများဆိုဒီညမှာလဲသွားတယ်အက်လစ်တော့ဒါအလုဖြစ်နေမို့နော်အဲ့တော့ဘိုရီရှာတော်မွန်ကအခုလက်ရှိမှာဘန်နက်ဆက်လဲမ မသိဘူးဒါကျွန်တော်ကွင်းထဲမှာဒါကျွန်တော်ပြဲမြလူဝင်ခွင့်အများလူဝင်တာအများဆုံးဒါကျွန်တော်၈000လောက်မြေတပွဲပြည့်မြောက်၈000အမြဲနဲ့ဝင်နေဆိုတဲ့ဒါစာရင်းကုန်ဆက်ချီဆက်ဆက်လက်ပြီးခြင်တာဒါပေမဲ့သူ့ရဲ့ယုံဝင်တဲ့ဒါပတ်စံကနဲတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါယုံဝင်ကြီးကတော့ဒါကွင်းဝင်ကြီးကနဲတယ်လို့ပြောလို့ရတယ်နံပါတ်15နေရာမှာဒါကျွန်တော်59သန်းဒါကျွန်တော်ရှိတယ်အဲ့တော့ ဒီညမှာနဘတ်ဆက်လေးနေရာစိတ်ဝင်စားဖို့ခေါင်းတာအင်တာမီလန်ကဒါကျွန်တော်66တန်းနဲ့ရက်တီနဲ့တွေ့ရမယ်။ဒီညမှာဒါကျွန်တော်ဆန်စီရိုကိုတီးရလူတီးလဲမသိရလူတီးလဲမယ်။အဲ့တော့ AC မီလန်နဲ့ဒါကျွန်တော်အင်တာမီလန်နှစ်သင်းကဆန်စီရိုကိုလက်ရှိမှာဒါကျွန်တော်ခွဲဝေပြီးပိုင်ရတယ်။ဒါကျွန်တော်တို့အင်တာမီလန်ကစနေနေ့မှာကန်တယ်ဆိုရင်ဒါကျွန်တော်တနင်္ဂနွေနေ့မှာဒါကျွန်တော်တို့ AC မီလန်ကဒါပေမဲ့တပတ်ထဲမှာကန်တာနဲပါတယ်ခုနကသူတို့နေတာတပတ်တပတ်ကိုဒါခွဲခွဲပြီးကန်တဲ့ပုံစံမျိုးများတယ်။ဘာကြောင့်လဲဆိုတော့သူတို့နေတာဒါကျွန်တော်တို့လက်ရှိမှာကွင်း maintain လုပ်ရတာအရန်ခတ်တယ်ပေါ့နော်အဲအကြောင်းမို့အဲ့ဒါလက်ရှိမှာနောက်ဆုံး update တရင်းနေရဆိုလဲ San Siro ကိုလည်းရှိမှာဒါကျွန်တော်တို့ Inter Milan နဲ့ AC Milan နဲ့ပေါင်းပြီးဝယ်ချလိုက်ပြီးတော့လက်ရှိမှာဒါအသွင်းသစ်ပြန်ဆောက်တော့မယ်လို့လည်းသိရတယ်မှာပါပါတယ်လက်ရှိနံပါတ်73နေရာမှာတော့ကျွန်တော် Marseille တနှစ်ဒါကျွန်တော်တို့ကွင်းဝင်ကြီးကို68တန်းရလို့ရေးတာထားရမှာတွေ့ရတယ်။စနစ်နေရာမှာဒါကျွန်တော်83တန်းနဲ့တူတာကျွန်တော် Atletico Madrid ကရပ်တည်နေတယ်။နံပါတ်7နေရာမှာ Manchester City အသင်းကတော့ Euro 89နဲ့နံပါတ်7နေရာမှာရပ်တည်နေတယ်။နံပါတ်10နေရာမှာ AC Milan အသင်းနေနဲ့85တန်းနဲ့ရပ်တည်နေတယ်။ခုန San Siro နှစ်ယောက်မှာကွာတယ်ပေါ့နော်။ AC Milan ဒီကွင်းမှာပဲဒါကျွန်တော်တို့နံပါတ်10မှာ AC Milan ရှိပြီးတော့နံပါတ်14နေရာမှာ Inter Milan ရှိတယ်။အဲ့ဒါကအဲ့လိုမျိုးတွေ့ကြရမှာတော့မပါဘူး။အဲ့တော့နံပါတ်9နေရာမှာ Chelsea တချို့ဒီနေရာမှာစိတ်ဝင်စားလိမ့်မယ်။ Chelsea အသင်းကဘာကြောင့်မလို့ ်လို့လက်ရှိဒီတော့ဒီနေရာကိုရောက်နေလေဆိုတဲ့ဥစ္စာကိုဒါကျွန်တော်တွေ့ရလိမ့်မယ်အဓိကကတော့ကျွန်တော်ချက်စီးတဲ့ကွင်းသေးလို့ပါကွင်းတော်တော်လေးကိုသေးလို့ရတယ်ဒါပေမဲ့ကွင်းတော်တော်လေးကိုသေးတယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်ဒါကျွန်တော်ချက်စီးတဲ့နေဒါကျွန်တော်တို့လက်ရှိဒါအင်လန်ဒန်မှာ ဟို Crystal Palace နဲ့အတူတာအသေးဆုံးကွင်းတဲ့တကွင်းဖြစ်တယ်။အဲ့ဒါကြောင့်မို့လို့ Chelsea အသင်းကကွင်းကိုအကြီးကြီးချဲ့ချင်တယ်။အဲ့တော့ Chelsea အသင်းရဲ့လက်ရှိမှာကျွန်တော်ကွင်းဝင်ကြီးကိုနံပါတ်9နေရာမှာရောက်နေတာကကွင်းသေးလို့ကွင်းသာပိုကျင့် Chelsea အသင်းနဲ့အမြဲတမ်းဒီထက်ပိုပြီးများမယ်လို့မြင်တယ်။နံပါတ်10နေရာမှာ Liverpool အသင်း108တန်းနဲ့အဲ့ဒါကျွန်တော်တို့လက်ရှိဒါဒါတော့မှဒါကျွန်တော်ကွင်းပြင်လိုက်တဲ့အတွက်ကြောင့်မို့ Liverpool က108တန်းနဲ့တွေ့တာကျွန်တော်တို့ အဲတနည်းကိုဝင်ကြီးရရှိနေဖြစ်နံပါတ်9နေရာမှာတော့ဘာဆိုနာအသင်း136တန်းတဲ့နံပါတ်9နေရာမှာရောက်ရှိနေဖြစ်တယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော်ဒီ queen ဒါဘာဆိုနာအသင်းတွက်ကတော့ကျွန်တော် camp new မဟုတ်ပဲနဲ့ဒါ olympic stadium ရဲ့နံပါတ်ကိုယူထားတယ်လို့သိရတယ်မှာပါလေ camp new ပြင်နေလို့အဲ့တော့ camp new ပြီးသွားမယ်ဆိုရင်တော့ဒီဒီထက်အပေါ်အများကြီးရောက်သွားမယ်ဆိုပြီးတော့ဒီရကအရေးသားထားခဲ့တာကိုတွေ့ရမှာပေါ့နော်နံပါတ်6နေရာမှာတော့ Bayern Munich Bayern Munich တင်းကတော့ alliance arena နဲ့ဒါကျွန်တော်လက်ရှိမှာဒါ ticket price ကခုနလိုပဲဒါကျွန်တော်တို့ ဘိုရူရှာဒေါ်မွန်လေးပဲဒါပေမဲ့သူကဘိုရူရှာဒေါ်မွန်ထက်တော့ပူစည်းကြည့်တယ်ဒါပေမဲ့အင်္ဂလန်အသင်းနဲ့ကကျွန်တော်တို့ဘိုင်မြူနစ်ရဲ့လက်မှတ်ကပူအများကြီးစစ်သက်တာဥပမာလက်ရှိမှာတော့ကျွန်တော်တားမဲ့ချီချောက်ကြီးပွဲတစ်ပွဲကြည့်မယ်ဆိုကျွန်တော်ဒါပေါင်65ပေါင်အနည်းဆုံးတွေ့ရတယ်ဒါကျွန်တော်ယူရိုတက်မှဆိုယူရို80အနည်းဆုံးသုံးရတယ်ဒါလက်ရှိမှာဂျာမနီမှာအကောင်းဆုံးဒါကျွန်တော်တို့ဒက်ကလစီယာလိုပွဲစဉ်မျိုးကိုတော့မှဘိုင်မြူနစ်ကျွန်တော်တို့ဒါ မမက်ရကြောင့်ဒက်ကလစီကတစ်ခေါက်သွားကြည့်တယ်ကျွန်တော်ဒါယူရို35ပေါင်နဲ့ယူရိုပေါင်40ယူရို40လောက်ပဲပေးခဲ့ရတဲ့အနေနဲ့မှရှိနေတယ်ပြောတင်တာတော့တို့ကပွဲကြည့်ပွဲကောင်းဆိုဒါကျွန်တော်ဈေးတင်မရဘူးတို့အနေနဲ့မောင်ခိုမှာတော့လူတိုင်းကဒါဒါမောင်ခိုဈေးမပေါအောင်လို့ကြိုးကြတယ်မောင်ခိုဈေးမှာဒါပေမဲ့ သူတို့အနေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့လက်ရှိမှာတကယ်ဘိုင်မြူနစ်သားဒါကျွန်တော်ကြီး6ကြီးလို့ဒါပရီးမီးယားလိရဲ့ကြီး6ကြီးလို့ယူမယ်ဆိုရင်ဒီ list ရဲ့အပေါ်သူမှာပူရောင်းရောက်သွားနိုင်တဲ့ဒေတာမှရှိတယ်ဒါလက်ရှိမှာပြောလို့ရတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဘိုင်ဒါကျွန်တော်တိတော့ဂျာမနီကဒါကျွန်တော်ပြိတက်တွေကိုအများအားကြီးရအောင်မို့ဒါ salary မှာ oh sorry အာ ticket မှာ cap လုပ်ပေးထားတယ်လို့သိရတယ် ticket မှာဒါကျွန်တော်လူတိုင်းတက်နိုင်တဲ့ဈေးတစ်ခုကိုဒါသတ်မှတ်ပေးထားကြောင်းဘိုင်မြူနစ်ကနံပါတ်6နေရာမှာရောက်နေတယ်ဆိုပြီးသူရေးသားထားခဲ့တွေ့ရမယ် နံပါတ်9နေရာမှာ Tottenham Hotspur ကွင်းမှာ Tottenham Hotspur ကွင်းမှာဘာလို့ဒီလိုဖြစ်နေလဲဆိုတာအဖေကရှင်းရှင်းလေးလက်မှတ်ခအင်မတန်မှဇီးကြီးတယ်။ Premier League မှာလက်ရှိမှာဒါကျွန်တော်တို့ Arsenal ပြီးရင်ဒုတိယဇီးကြီးဆုံးလက်မှတ်ကိုပိုင်ဆိုင်ထားတဲ့ Tottenham Hotspur သင်းရင်ပြီးလက်ရှိမှာ Tottenham Hotspur သင်းရင်ဒါကျွန်တော် Queen Size ကြောင့်မို့ဒါကျွန်တော်လက်မှတ်ခလည်းဇီးကြီးတယ်။ Queen Size လည်းကြီးရတဲ့ကြောင့်မို့ဒီနှစ်ခုပေါင်းလိုက်တဲ့အချိန်မှာသူများသင်းတဲ့ပုံပြီးဖြစ်သွားတယ်။အဲ့တော့ နံပါတ်9နဲ့မှာကိုရိုနာဟော့စပါတင်ကတာကျွန်တော်ကွေးဝေဂျီကို123တန်းနဲ့ဘိုင်ယန်မြူနစ်တက်စ်ပူပြီးတာ2တန်းပူများရလို့သိရတယ်မှာပါတယ်။နံပါတ်4နေရာမှာတော့ကျွန်တော်တို့လက်ရှိမှာမန်ချက်စတာယူနိုက်တက်အင်းမန်ချက်စတာယူနိုက်တက်အင်းကဒီနေရာမှာဘာလို့ရောက်လဲဆိုတော့သိပြီးတော့ရှင်းပြစီရတော့မလိုဘူးလို့မြင်နေ129တန်း။အဲ့တော့အင်္ဂလိပ်သင်းတဲ့မှာဒီနှစ်ရဲ့ဝင်းကျွန်တော်ကွေးဝင်ဂျီအများဆုံးအသင်းကလက်မှတ်လေအင်မတန်မှဝယ်ယူဖို့ခက်ဆုံးအသင်းကတကယ်လည်းကိုရိုနာလည်းကြုံတွေ့ခဲ့ရတယ်။အဲ့ဒါကတော့အာစတန်အသင်းပဲ။အာစတန်အသင်းနဲ့လက်ရှိမှာအင်္ဂလိပ်သင်းတဲ့မှာဒါကျွန်တော်တို့လက်မှတ်ရောင်းချမှုဒါကျွန်တော်တို့အများဆုံးသောအသင်းတစ်သင်းနေတာကျွန်တော်တို့ရှောက်ဖြစ်နေခဲ့ပြီးတော့လက်ရှိမှာဒါသူ့ရဲ့လက်မှတ်ခါ ဈေးကြီးတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒါကတ်လိုက်တဲ့အချိန်မှာ153တန်းထိကွင်းဝင်ကြီးကိုအာစတန်တင်ရရှိပြီးတော့ပရီးမီးယားလိတင်းနံပါတ်1နေရာမှာဦးဆောင်နေတာကိုတွေ့ရမယ်။ဒါပေမဲ့လက်ရှိမှာကမ္ဘာပေါ်မှာနံပါတ်1မဟုတ်နံပါတ်1နေရာမှာဒါကျွန်တော် PSG တင်းသွားပြီးတော့168တန်းဒါကျွန်တော်သွားရတည်ရဒါပေမဲ့ဒီနေရာမှာတော်တော်လေးကို fishy ဖြစ်တဲ့ movement နေ PSG မှာရှိတယ်ဆိုအောက်ကရေးသားထားခဲ့တယ်။ဘာလို့လဲဆိုတော့သူ့အနေနဲ့လက်ရှိမှာဒါကျွန်တော် PSG တင်းနေတာကွင်းဝင်တဲ့လူတွေကဒါကျွန်တော်ကျန်တဲ့စပိန်တို့ဒါကျွန်တော်အင်္ဂလန်တို့ကလူတွေထက်ဆိုင်တော်တော်လေးကိုနည်းတယ်။ဒါပေမဲ့ဒီ revenue များနေတာသူ့ရဲ့ VIP box တွေကအင်မတန်မှဈေးကြီးပြီ။အဲ့ဒီ VIP box တွေအမြဲတမ်းလူ ူပြည့်နေတယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့ Athletic UK ကဖော်ပြခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ဒါဟုတ်ဒီ sorry ဒီ list ဒီ list ကိုကျွန်တော်ရေးထားတာမဟုတ်ဘူးတော့ Deloitte ရဲ့ဒါ Athletic UK တကယ်လို့ဒါကျွန်တော်ကြီးမားတဲ့ဒါကျွန်တော်ကုမ္ပဏီ၃ခုလောက်ဒါ Tier 1ကုမ္ပဏီတွေရေးပေါင်းထားတယ်ဒါကျွန်တော်ကုမ္ပဏီတွေကနေပြီးတော့စစ်တမ်းရေးထားခဲ့တာဖြစ်တယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ PG နဲ့တရား68တန်းရခဲ့ပြီလက်ရှိမှာသူတို့အနေနဲ့အဓိကက VIP နဲ့ hospitality revenue ကြောင့်လို့ဒီ list မှာနံပါတ်1ဖြစ်နေလို့သိရတယ်မှာပါတယ် ကျွန်တော်တို့ကဒါကျွန်တော်တို့ဒါဥနာအမှန်တမ်းပြောကျွန်တော် PSG ကိုတခါမှမရောက်ဘူးသေးဘူးအဲ့တော့ Paris Saint Germain ကိုဒါကျွန်တော်တို့မရောက်ဘူးသေးတယ်ကျွန်တော်အနေနဲ့ဒါယူတော့ဟာဒါဟုတ်တယ်လို့သွားပြောလို့တော့မရအောင်ကျွန်တော်လည်းမသိဘူးနံပါတ်1နေရာမှာတော့ကျွန်တော် Real Madrid ကိုင် Real Madrid ရဲ့ဒါကျွန်တော်တို့ Queen Tick ကနေပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာလာကျွန်တော်တို့ဒါ Queen ရဲ့လက်မှတ်ကလည်းဈေးချတယ်ဒါပြီးကျွန်တော် Queen ကလည်းဝင်ပြီးအများဆက်နေတဲ့ကြောင့်မို့ဒါကျွန်တော်တို့လက်ရှိမှာ Real Madrid ကတော့နံပါတ်1နေရာမှာသူများအသင်းနေတယ်ကျွန်တော်တို့ဒါအနည်းဆုံးပေါင်80လို့ဆိုယူရိုတန်80လောက်ကွာနေပြီးတော့တနည်းဒါကျွန်တော်တို့ပြန်မြဝင်ဝင် ကွင်းဝင်ကြီးကနေပြီး Real Madrid သင်က248တန်းထိပြရှိနေတာဖြစ်တယ်အဲ့တော့ Real Madrid ကအမြင်နဲ့ဒီ list တွေမှာတော့နံပါတ်1ကြီးပဲဖြစ်တယ်အခုချိန်ကြီးတာနှစ်နှစ်ဆက်တိုက်တာကျွန်တော်1 billion ဝင်တဲ့ club တစ်ခုအနေနဲ့ဆက်လက်ပြီးရပ်တည်နေတာကိုကြည့်မယ်ဆိုရင်တော့ဒါ Real Madrid က operational ဘယ်လိုလုပ်လုပ်နေလဲဆိုတာကိုတော့အမြင်နဲ့တွေ့နေမြင်နေရမယ်လို့ပဲပြောပြရစီနောက်ပါပဲအလက်ရှိမှာဒီကွင်းဝင်ကြီးတွေအကုန်လုံးကဒါကျွန်တော်မှောက်ကိုကွင်းဝင်ကြီးမဟုတ်ဘူးဒါကျွန်တော်လက်ရှိမှာသာမန်ကွင်းဝင်ကြီးကိုပဲတွက်ထားတာဖြစ်တယ်အဲ့တော့ခုနကပြောဆိုကျွန်တော်ဒါပြောခဲ့သလိုပဲကွင်းဝင်ကြီးကဒါကျွန်တော်ကွင်းဝင်တဲ့လူပမာဘယ်တော့မှမမှုဒီဘောဆိုလက်ရှိမှာဒါ Alliance Arena နဲ့ဒါကျွန်တော်တို့လက်ရှိမှာ Borussia Dortmund ကြီး Borussia Dortmund ဆိုတာကျွန်တော်လူဝင်အများဆုံးဒါကျွန်တော်ဖြစ်တယ်။ Bayern Munich တောင်သူ့အနေနဲ့ဒါကျွန်တော် short ယူထားပြီးသူ့အနေနဲ့ဒါကျွန်တော်ထင်တယ်550 plus 1လားမသိသူယူထားခဲ့တာတွေ့ရမယ်။အဲ့တော့အဲ့တော့ပြဿနာကလက်ရှိမှာဒါခုနကပြောသူကွင်းဝင်ကြီးကဒါလူဦးရေနဲ့ဘယ်တော့မှတွက်လို့မရဘူး။ ဒါခုနပဲလို့ပဲကိုင်းဝင်ကြီးရဲ့လက်မှတ်ဈေးနဲ့ပဲအဓိကတော့တော်ပြောရမယ်ဒီမှာပါပါတယ်ဒါပါလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ youth sport media 3.0နဲ့ tv4u တို့မှာကျင်းလူဆက်ပေါင်းကိုညီလို့ရပါတယ်မမိုက်လက်ကလစ်ဖို့မမိကြပါနိုင်ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်သောဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့တောင်းခွင့်ပြုပါအောင်တေးပါဗျာ